ဲဆက်ဆော့မှာအမေရိကန်စစ်တပ်ကြီးရောက်ရှိနေပြီဆိုတော့လေလူတိုင်းသိတဲ့ပြည်ဝချက်ပါဆိုတော့ကြားဖြန့်လို့ခေါ်တဲ့လက်တယ်အဓိကတည့်ရခံတဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့အလုံးမဲမင်္ဂလာပါ ANT channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာမြန်မာနိုင်ငံသတင်းထူးသတင်းဝင်တွေကိုနေ့စဉ်တွေကတင်ဆက်ပေးတာမို့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပေးဖို့ပြောကြားချင်ပါတယ်ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့ American အစိုးရထောက်လိုက် agency တွေဟာတဲတဲမဲမဲနော်စနစ်တကျအသွင်ယူထိုးဖောက်စိတ်ဝင်အချက်လက်တွေစုဆောင်းနေကြတာဖြစ်တယ် ကျွန်တော်ကိုယ်တိုင်တော့လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကတည်းကဒီကြားဖြန့်ရွှေကုတ်ကိုအထဲမှာလဲပတ်နေတဲ့ဖြစ်စဉ်တချို့ကိုနော်ဒီ agent တယောက်ကတစ်စစ်ကျွန်တော်ကိုယ်တိုင်မှသိရှိခဲ့တာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းချိတ်ဆက်ပြီးလိုက်တဲ့ဒီပြည်သူ့စစ် sorry အာ BGF လုပ်နေတဲ့အဖွဲ့အစည်းနဲ့ဆက်သွယ်နေတဲ့စစ်မှုထမ်းဟောင်းရရှိတယောက်ကတစ်စင်ပဲကျွန်တော်ကကြားဖြန့်လုပ်ငန်းကြီးအကြောင်းတော့ကျွန်တော် American တောင်းလိုင်း agency ကိုကျွန်တော်ကိုယ်တိုင်တော့မှချိတ်ဆက်ပြီးခဲ့တာရှိပါတယ်အဲ့တော့ လုံးဝနှစ်နှစ်ခွဲလောက်ကလေးကအချက်လက်တွေကိုကြာကြာနာနာဘလောက်ဒီအိမ်မှာကျွန်တော်ကိုယ်ဗီဒီယိုဖိုင်တွေတွေ့ရလဲဆိုတော့အဲ့ချွေကိုကိုအဆောက်အုံကြီးတွေရတနည်းရမှာရက်စစ်ဂျင်းစက်နဲ့တူနေတာတွေနော်တောက်ချိန်လုံးနဲ့ဒီမသိမချင်းကိုရိုက်နေတာတွေထိုင်ထားတွေလုခိုင်းတာတွေနောက်ခါဒဏ်ရာမှာကြောတွေဘရကြောမှာဒဏ်ရာတွေဘရဝါနဲ့ရိုက်နေညင်မနှိမ့်ဆက်ထားတာတွေလက်ထိပ်ကြီးခတ်ထားပြီးတော့ဒီဒီလက်ထိပ်ခတ်ထားတဲ့တန်းအားစတီတိုင်းကြီးမှာဓာတ်အားတွေလွတ်ထားတာတွေဒါတွေအဆအဆကြီးအကုန်လုံးကိုကျွန်တော်တို့လုံးဝနှစ်နှစ်ခွဲကလေးကအမေရိကန်က တာကြနာနာဘေးနေရာမှာဘေးတရုတ်ကဥဆောင်ပြီးတော့ဘလို့ရက်ဆက်ကြမ်းကြုတ်မှုနဲ့ဘလို့လုတ်ခဲ့ရဆိုတဲ့အကြောင်းဘလို့ကိုရင်းအင်္ဂါကြီးကလီစာကြီးကိုဘေးဖွဲစီကခွဲစိတ်ပြီးတော့ဘလူကိုတတ်ဖြတ်ပြီးဘေးကိုပို့ပို့ပြီးရောင်းချတယ်ဆိုတဲ့အကြောင်းအကုန်လုံးအချက်လေးတွေငွေကြီးစည်းစင်းမှုဘန်းဘေးဘန်းကြီးဘေးသွားဆိုအကုန်လုံးကိုအမေရိကန်ဆွေးရနဲ့ထော်လိုက်အေဂျင်စီကစုဆောင်မှုတွေတိစောက်ထားပြီးဖြစ်ပါတယ်လုံးကနှစ်နှစ်ခွဲကြတဲ့ကဆိုတော့အခုမှ ကြားဖြန့်လို့ပေါ်ပေါ်တင်တင်ဆွဆွဲခံရတဲ့ဆော့ချစ်သူနဲ့ DGB BGF အုပ်စုဟာယူပင်တရေကိုရင်းပြုခံရတဲ့ပမာဏအဆောက်အုံတွေကိုဘုံခွဲဖြစ်စီပြအောက်ခြေက၄50မြောက်လောက်အခိုင်းစီခံလေးတွေကိုဖမ်းဆီးပြပြီးသူတို့ကြားဖြန့်နေကိုနှိမ်နှင်းနေပါပြီလို့ထုတ်ပြန်ချက်ကို American အစိုးရဘက်ကဘလူးနီးနဲ့မှလက်ခံမှာမဟုတ်ပါဘူးသူတို့ကြေညာထားတဲ့အချိန်သူတို့နိုင်ငံသားတွေရှိရနေလိန်လဲပြီးလှည့်ဖြားယူသွားတဲ့ ဘီလီယံနဲ့ချီတဲ့အမေရိကန်ဒေါ်လာတွေကိုဘီလီယံနဲ့ချီတဲ့ဒီပိုင်ဆိုင်မှုတွေကိုပြန်လည်ရယူဖို့ ਨੇ ကျူးလွန်ခဲ့တဲ့လူတွေကိုခေါ်ထုတ်ရေးယူဖို့သူတို့ရဲ့ strike force ကကြိုးစားမယ်လို့ဆိုထားတဲ့အတွက်ကြောင့်ဒီဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေဟာဘယ်ကိုရောက်သွားကြလဲစက်ချောင်းကိုလိုက်ရင်တရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေကတဆင့်တရုတ်ပြည်ကိုအချို့စီးဆင်းပါတယ် အဲ့ဒီတရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်နေလက်တွဲလုပ်နေတဲ့ BGF စောချစ်သူကတဆင့်နေပြည်တော် main online စီကိုစီစဉ်ပါလေပြီးတော့မှအယိုးအရင်းလေးတွေကိုပဲယိုးအရင်းလေးတွေကိုပဲဘယ်လိုရလဲဆိုတော့ထပ်ပြောပါအောင်မယ်ကျွန်တော်ကအဲ့ဒီအဲ့ဒီအဲ့ဒီကြားဖြန့်မှာပါဝင်လက်ပတ်နေတဲ့တပ်ဖွဲ့တစ်ခုရဲ့ခေါင်းဆောင်တယောက်ကိုကျွန်တော်ပြီးခဲ့တဲ့ရပိုင်းနေငယ်ကလမ်းပြီးတော့ပေါ့နော်ကြံပေးစကားကျွန်တော်ပြောလိုက်ပါတယ်ဒါကလည်းစေတနာမြစ်တာနဲ့ပါသူရာဇဝမှုကျူးလွန်ထားတာမှန်တယ် ဲ့သူအခုချိန်မှာကအာဘယ်လိုခေါ်မလဲဖော်ကောင်ပန်းညွန့်လိုမျိုးလုတ်ခဲ့လို့ရှိရင်ပေါ့ဘလူနီဘလူနိုင်ငံရေးအကျိုးမြတ်ရနိုင်တယ်အသက်ရှင်ခွင့်ရမယ်ဆိုတဲ့အကြံပြုချက်လေးပေးပို့ရင်ပေါ့ကျွန်တော်သူ့ကိုလှမ်းပြောခဲ့ပေါ့ပြောတော့သူပြန်ပြောတဲ့စကားတစ်ခုပေါ့နော်သူကမပြောလဲဆိုတော့အာကျွန်တော်တက်ဖွဲ့ဝင်တွေအသက်ဆက်ရှင်ဖို့ကျွန်တော်ခုဘာပဲခုကခုကဒီမြတ်တဲ့တည်းကလောရမှာပဲဆိုပြီးတဘောမျိုးသူပြန်ပြောတာလေးကျွန်တော်ကမှတ်မိလိုက်လို့ပေါ့အဲ့တော့စောစောကရတဲ့အယိုးရင်းလေးတွေကို ငါတက်ဖွဲ့အတွက်ဘာပဲလုပ်ရလောကလုံးမှာပဲဆိုရလူကိုတချို့တော့ပဲပြီးပြီးတော့ချွေးသိမ့်ထားတာဖြစ်တယ်ဆိုတော့အားလုံးကိုခြုံငုံပြီးတော့ဆက်ဆက်စဉ်းစားစစ်စစ်စစ်ရေးယူမယ်ဆိုရင်နောက်ဆုံး target ကတစ်ခုပဲကျန်ပါတယ်အာ BF ကဆော့ချစ်ဘီလိုအတာထားပါမွားပါတူအားရှိချစ်ကျင်လို့လိုမျိုးအချိန်တန်စီးထိုးရင်ထိုးမထိုးရင်အဲအင်းထောင်ထောက်ပါအင်းဆန်ရမယ်နေရုပ်တတ်တာပါအဓိကကြံရှိတဲ့နှစ်ခုဟာတရုတ်ကွန်မြူနစ်ပါတီနဲ့ ဒီကပြေကွန်မြူနတီတွေကခေါင်းဆောင်တချို့ ਨੇ ဖက်စစ်ချမ်းဖက်အာဏာရှင်မင်းအောင်လှိုင်အုပ်စုဒါဟာကြားပြန့်ဆိုတဲ့နိုင်ငံတကာနိုင်ငံဖြတ်ကျော်စကမ်မင်းလိန်လေတဲ့အွန်လိုင်းလိန်လေမှုကိုကျူးလွန်နေတဲ့ပင်မဂိုင်းကြီးတွေရဲ့စီးဆင်းရပင်မတစ်ခုဖြစ်ဒါကြားပြန့်နဲ့ပတ်သက်လို့ဖော်ထုတ်တွေ့ရှိရတဲ့အချက်ပဲဖြစ်ဒုတိယကမူရစ်အခုဆိုရင်မူရစ်စီနဲ့ပတ်သက်လို့ဟလာဒီချမ်းပြည်နယ်မှာစွေတီကန်ဒေတာမှာဘလို့ထုတ်လုပ်နေတယ်ဆိုတဲ့အကြောင်း ြီးကျယ်ဖြစ်လာတော့အမေရိကန်နိုင်ငံမှာဆိုနေပဲမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အမတန်ဆိုးရွားတဲ့သတင်းချက်လက်တွေအမှန်တွေကိုခုဆိုရင်တနိုင်ငံလုံးကတအုံနွွင်းနွင်းနဲ့အော်ဗမာပြည်ဆိုဒီလိုကြီးလားဟာဗမာပြည်ဆိုတော့ရက်ဆက်ကြမ်းကြုတ်လာသလားငါတို့ငွေတို့လိမ်နေတယ်ဗမာပြည်ရပါလားငါတို့ရှိကိုရောက်လာတဲ့ငွေစည်းအကုန်လုံးပြီးပါဟာဗမာပြည်ကထက်လာတာပါလားဆိုတော့အချက်လက်ပေါ်ထွက်မှုတွေရမူးရစ်ယာစာဟာလည်းပဲမင်းအွန်လိုင်းဖြစ်နေတာတွေ့တယ်ဟာပါလေအဲ့တော့ကြားပြန်ယာစာမူးရစ်ယာစာ တောက်ပူဆိုတာကအိန္ဒိယဆရာဝန်တွေအခုပေါက်ခွဲဖြစ်စီလိုက်တဲ့ဒီ KK Park ပါဝင်ရွှေကုတ်ကိုပါဝင်တဲ့မှာအိန္ဒိယနဲ့တရုတ်တော့ပါမပါမသိဘူးပေါ်ထွက်လာတဲ့တင်းချက်လက်တွေကအိန္ဒိယနဲ့ခွဲစိတ်ဆရာဝန်တွေဟာအဲ့ဒီ KK Park စိတ်ဒီလေ online လေးလေးတဲ့ခိုင်းအခြေဆက်ရဌာနမှာခွဲစိတ်ခံနေလျှို့ဝှက်တိဆောက်ထားပြီးတော့ကဲအစ်စ်မီခွဲစိတ်ခံနေတဲ့မှာလူငယ်တွေလူရွယ်တွေသူတို့လူချင်းနဲ့ဘယ်အသက်ရွယ်ဘယ်သွေးမျိုးစာဘယ်လို enzyme ပါတဲ့ ဘလူကိုဒွင်းကလေးစားတဲ့ကြောက်ကနှလုံးဆက်ပြင်အစားထိုးလိုတာကလေးစားကိုခွက်ရှင်လက်လက်ခွဲစိဖြတ်တော့တတ်ဖြတ်ပြီးတော့လွတ်ဒီပြန်လဲပြီးနိုင်ငံတကာဈေးကုတ်ကိုတင်ပို့ခဲ့ရဆိုတဲ့ဖြစ်စဉ်ဒီအကုန်လုံးတစားတစားပေါ်ထွက်လာတဲ့ကြောင့်တရားမဝင်ကိုရင်းကလေးစားတတ်ဖြတ်ရောင်းဝယ်မှုရဲ့ပင်မစစ်မြစ်တရားခံဟာလည်းပဲမင်းအွန်လိုင်းအုပ်စုပဲစစ်အုပ်စုပဲဖြစ်နေတာတွေ့ရပါတယ်ဒီကြောင့်လည်းပါဆိုကျွန်တော်ကိုယ်တိုင်ပြောခဲ့ခုပါတယ်ဒီဒါကစားမှုဒုတာကစားမှုလုပ်ခဲ့တဲ့ခေါင်းတော်ကောင်အောင်ဆိုရင်လည်းပဲ2021ကာလ ဆရာပြတဲ့လူငယ်လေးလူငယ်ဆိုတာအသက်၁၈၂၀စိတ်လေးဟာနေပြောင်ညပြောင်ပျောက်သွားပြီးတော့လုံးဝအလောင်းမှရှာမရအောင်အယောင်ရလို့ဆေးုံသွားထုတ်ဆိုရင်လည်းပဲရင်ခွဲထားပြီးတာကိုရင်းကလူစားဘာမှမရှိတော့ဘူးလက်လက်ဆက်ဆက်မနေ့ကမှဖမ်းသွားတယ်ဒီနေ့ကိုရင်းကလေးစားမပါဘဲနဲ့ချုပ်ပြီးသားလေးဘော်ဒီယိုမိဘလေးပြန်ပြီးရဲအဲ့အဲ့ဒီအချိန်ကလေးကကိုရင်းကလေးစားရောင်းဝယ်မှုလုပ်ငန်းကိုစစ်ဘိုလ်ချုပ်အဆင့်ရှိတဲ့ကောင်တွေကိုယ်တိုင်ကအစပြုပြီးတော့လုပ်လာခဲ့ပြီဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ချီချစ်ပြင်ကိုယ်တိုင်ပူတင်နဲ့တွေ့တဲ့အချိန်မှာ လွတ်ကနေပြောလိုက်လို့ဖြတ်ပြန်ဖြတ်ခိုင်းရတဲ့ message တစ်ခုရှိပါတယ်။ဒါပါလဲဆိုတော့လူတွေရဲ့အသက်ကို150တိရှိအောင်လွတ်နိုင်မယ့်နည်းလမ်းတွေရှားပွေတွေ့ရှိထားခဲ့ပြီဆိုတဲ့အချက်လိုက်ပါ။ဒါစီးပညာရစီးထိုးပြီးသွားတာမဟုတ်ဘူး။ကိုရွေးကလေးစားတချို့ရေးကြီးစိတ်ပိုင်းတွေကိုသူတို့ဒီပြန်နဲ့လဲလဲအစားထိုးအသက်ဆက်ရှင်ဖို့ကြိုးစားနေမှာလဲလဲအစားထိုးဖို့လိုအပ်တဲ့ကိုရွေးကလေးစားတွေအတွက်အခုလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့ဖက်စစ်ကြမ်းဖက်စစ်တပ်တွေစစ်အာဏာရှင်တွေလူမဆန်တဲ့ကောင်တွေ လူလူချင်းချင်းကိုအရှင်လက်တက်ဖြတ်ပြီးကိုလေးမျိုးကိစ္စထုတ်ဝင်တဲ့လူရိုင်းဆိုင်ကောင်တွေရှိမှပြင်ဝဖောက်ပြန်တဲ့အိန္ဒိယဆရာဝန်တချို့လိုမျိုးစီးပညာရှင်တွေရှိမှဒီကိုရင်းကိစ္စရဲ့ခွဲထုတ်တခြားနေရာမှာပြောင်းလဲစားလို့အသက်ဆက်ရှင်နေမှာဖြစ်တယ်ဆိုတော့ကိုရင်းကိစ္စရောင်းဝယ်ရေးအတွက်ကိုမြန်မာပြည်ဟာအင်မတန်မှဝမ်းလဲကြည်ကဲဖွယ်အောင်ကောင်းအောင်ရက်ဆက်ကြံ့ကြုတ်တဲ့လူသက်သမားတွေရဲ့စကြဝဠာဖြစ်ခဲ့ပြီးတော့အခုဆိုရင်ဘယ်လာရုစ်ကဆိုလိုလိုမျိုးတခြားနိုင်ငံကလှပနှုတ်နယ်ပြိုမြင့်တဲ့လူငယ်တွေ ကျွန်တော်နိုင်ငံကတော့အထွေထူးဆိုကြမရှိဘူးအစားပြောင်းနားပြောင်းဘယ်သူတက်လို့တတ်မှမသိလုံးဝ chaos full state ဖြစ်နေတဲ့နိုင်ငံဖြစ်တော့ကျွန်တော်နိုင်ငံလူငယ်တွေအတွက်တော့အထွေထူးဆိုကြမရှိဘူးအဲ့တော့အဓိကနှစ်နာရီကျော်ကြာဆွေးနွေးတဲ့အခြေတင်ဆွေးနွေးပွဲမှာတော်တော်ကိုယ်စားလှယ်ကြီးဘက်ကသူတို့ရဲ့ရှာဖွေတွေ့ရှိတဲ့အချက်လက်တွေကိုမူတည်ပြီးရှင်းလင်းတင်ပြသွားတာတွေ့ရကြအဖြစ်ကဘာကြီးဟာမြန်မာပြည်ပြည်သူပြည်သားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖက်စစ်ကြံဖက်အာဏာရှင်စနစ်ကစိုးဝါးရက်ဆက်ကြမ်းကြုတ်မိုင်ရိုင်းလာတဲ့အချိန်မှန်တွေကိုသိမြင်သွားခဲ့ပြီဖြစ်တယ်။အဲ့တော့အခုဒီကနေ့ဒီမဲ့ဇယ်လန်စကီကသူ့ရဲ့ရွေးချယ်ဖို့ခက်ခဲတဲ့ option တစ်ခုကိုမိကုန်းနဲ့တင်ပြခဲ့တယ်။ option တစ်ခုအချင်းချုပ်ပြောရရင် तू ဂိုးသိခါကိုရွေးချယ်မလားစစ်ရှုံးခံပြီးတော့မဟာမိတ်တပ်ဖွဲ့နိုင်ငံကြီးတစ်ခုကိုရှုံးခံမှာ तू နှစ်ခုပေါ့ ရွေးချယ်တော့မနေထားဖြစ်ပြီဆိုတော့ကျွန်တော်တို့လူလူရှင်းသုံးသပ်ရရင်၃နှစ်ကျော်လင်းကြာဖြစ်လာတဲ့ယူကရိန်းနဲ့ရုရှားစစ်ပွဲဟာအခုဆိုရင်ရုရှားဟာအတော်ကြီးကိုစစ်ပမ်းပြီးတော့ရှိသမျှရွှေဒုံးတွေရောင်းထုတ်ရတဲ့အနေအားသူဒီနိုင်ငံလွှဲမှာတော့ကတက်စီဒီဇယ်မထုတ်နိုင်တော့လို့တခြားနိုင်ငံများလည်းတက်စီဒီဇယ်ပြန်သွင်းပြီးတော့သူတို့ကားတွေဖြန့်ဝေရတဲ့အခြေအနေသူနိုင်ငံသားတွေကိုအဆမတန်အခွန်တိုးမြင့်ပြီးတော့စစ်စည်းထောင်းလာလို့ပြောသားရတဲ့ရုံးငန်းတွေရတယ်နောက်ဆုံး ရဆွဲဒီရှင်ဒီမှာပူတင်အတွက်ရွေးချယ်စရာသူတို့နိုင်ငံကြီးနေနဲ့သူစစ်ရှုံးခံမလားနောက်ဆုံးဖြစ်ရှင်ဖြစ်သူလည်းတည်ကဘာလဲကြည်ဆိုပြီးနျူကလ িয়ার တုံးမလားသို့မဟုတ်တောက်ကန်ကန်ပြီးဂျောင်းပွဲရဲခံရတဲ့ခွေးလိုရှိတဲ့မြတ်လက်နက်နဲ့ထုတ်တုံးမလားဆိုတဲ့အနေထားဖြစ်လာတဲ့ကာလမှာဇယ်လန်စကီကိုအမေရိကန်ကဒီမူချုပ်ချပြပြီးတော့လာမယ့်29ရက်နေ့မှာလက်မှတ်ထိုးဖို့ဖိအားပေးလာတယ်ဆိုတဲ့အခြေအနေဟာနောက်ဆက်တွဲဖြစ်မဲ့တောင်ပစိဖိ တောင်းပြုတ်ပေါ့ South China Sea ပြမှာစိုင်းထားတဲ့စီနိုင်ငံရေးအတိအဆိုင်တွေအတွက်နောက်ချီဒလန်အတွက်တချို့ဇက်ကွက်တွေတချို့နည်းမြေမှာပြည်ရဲ့နဲ့စီရိတ်သိမ်းတာစီရက်ဆိုင်တာစီအင်အားစုတာလုပ်တယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ EU စစ်ပြင်းနေပါတယ်။စစ်တပ်နဲ့ပစ္စည်းတွေရှံပယ်ထုတ်လုပ်ပြီးဂျာမနီနှုတ်ထလာပါတယ်။ဒီချိန်မှာဂျပန်ကစီအင်အားကြီးထောက်ဖို့လိုအပ်မယ်ဆိုတဲ့စကားကိုတရုတ်ကအခုဆိုရင်သူရဲ့ CCP 米利亚里玛啊，变强啊，教练、队员家干过秀强，拢说你啦，对好嘞。这边刚从那毛国丢教书片嘞，把教练那边么弄嘞，刚上就教丢下。但是我们苦在，噶把几年西米都天天皮下没，别个那皮下没输哩，武汉 virus 干涉，就是看毛 virus 受。噶把那我西啊那心里，西晓得西部就低估，这边了啥嘞？ ဖောက်ပြန်တဲ့စစ်ဘိုလ်တွေကိုမွေးပြီးတော့ဆရာနာတိန်ကဆရာနာရှင်စနစ်ကြီးွားစီပြီးတိဝေလက်ပါးစီဖြစ်ဖြန့်ကျက်ပြီးစင်အာကြီးနိုင်ငံတစ်ခုဖြစ်တိဆောက်တာကပ္ပရဲ့စူပါပါဝါဖြစ်ဖို့တလန်းနေတဲ့တရုတ်ရဲ့ရည်မှန်းချက်ထိုင်ဝမ်အပါဝင်မြန်မာအပါဝင်ဖိလစ်ပိုင်အပါဝင်အိန္ဒိယနိုင်ငံတွေပေါ်မှာနိုင်လို့ရတဲ့လူကိုနိုင်မယ်တိန်လို့ရတဲ့မျိုးကိုတိန်မယ်တရားစတာအလုံးဂုံသွေးဆိုပြီးတရုတ်လူမျိုးတကူကြီးထွားရတာပဒနာဆိုတဲ့တရုတ်ရဲ့ကိုကျိုးဆွဲအလုံးပြင်းထန်သော 2025ဖက်စစ်စနစ်ကွန်မြူနတီရေချုံထားတဲ့ဖက်စစ်စနစ်တစ်ခုကြောင့်ကမ္ဘာနိုင်ငံတွေဟာအခုဆိုရင်အင်အားချိန်ခွင့်ရှာပြီးညှိပြီးတော့အစုဖွဲ့တည်တည်နဲ့အခုဆိုရင်တစုံတရာကိုတိတိဆိုင်ဆိုင်ဥတည်နေကြတာတွေ့ရပါလိမ့်မယ်အဲ့တော့ရုရှားနဲ့ယူကရိန်းနဲ့စစ်ရဲဆဲတော်လကောင်ဖြစ်စဉ်တစ်ခုရရက်ဆိုင်သွားရင်တော်လကောင်စစ်မီးဟာ EU တော်လကောင် တရုတ်ဂျပန်ကိုရီးယားတိုင်ဝမ်တို့မဟုတ်မြန်မာနိုင်ငံမိမ့်ပါတော်တော်ထပ်မှန်ပြီးတော့ပြင်းပြင်းထန်ထန်တောက်ပလာအောင်နေထားရှိပါတယ်ဘယ်ချိန်ထိတောက်ပမလဲဆိုရင်ကမ္ဘာကြီးကိုမတီးမငြိမ်မအေးမချမ်းမငြိမ်မသက်ဖြစ်နေစေတဲ့နောက်ွယ်ကလက်မဲကြီးတွေချုပ်ငြိမ်းနေသည့်သောသောပြောတဲ့အချက်ကြီးသုံးချက်ပေါ့မင်းအောင်လိုင်းအပါဝင်မင်းအောင်လိုင်းကိုထောက်ပံ့ပေးထားတဲ့နဝတ်တွေချုပ်ငင်းသုံးဖို့နောင်တသုံးဖို့အရေးယူနိုင်တဲ့အခြေအနေတိစီမီကြီးတွေတော်တော်ကောင်းအသွဲသွဲသော နိဗ္ဗာန်နဲ့ရှင်ပြန်ရှင်လွဲတဲ့စစ်ပွဲကြီးတွေတော့ကောင်းဖြစ်ပေါ်ပြီးတော့အဲဒီကြားထဲမှာအမျက်ထွက်တယ်လို့ပဲပြောမလားမြန်မာတို့ရဲ့ကံကြမ္မာလို့ပဲဆိုမလားမသိဘူးကျွန်တော်တို့မြန်မာပြည်လွတ်လပ်ရာဒုတိယကမ္ဘာစစ်ကမ္ဘာစစ်ကြီးအပြီးမှာကျွန်တော်တို့ရခဲ့ရတာပထမအချိန်လွတ်လပ်ရေးဖြစ်တယ်အခုဒုတိယအချိန်လွတ်လပ်ရေးပြီးကျွန်တော်တို့တာဆွေးနေတဲ့အချိန်မှာစစ်မီးကြီးတွေဟာကမ္ဘာနိုင်ငံအပြီးပြီးမှာ ਨੇ မြန်မာပြည်ရဲ့အနီးအနားမှာတောက်လာပြီးမြန်မာပြည်ထဲမှာတော့အချင်းချင်းချနေတဲ့စစ်မီးတစ်ခုခုတောက်လာနေကြတာကြားပြီးဖြစ်တယ်ဆိုတော့ လက်ရှိအခြေအနေအားလုံးကြည့်ခြင်းအဖြစ်ဆောချစ်သူထပ်မပြေးနေပါဘူးလို့သူ့ရဲ့လက်အောက်အခုဆိုရင်ဆရာမင်းနေရာပို့ဆေးတင်လိုက်တဲ့အတစ်ကလေးနော်နိုင်မောင်စောကဘလို့ပဲပျော်ပျော်ဆောချစ်သူပျောက်နေတယ်။ပြီးကြတယ်တရုတ်ကြားပြန့်ခေါင်းဆောင်တွေဘယ်နေရာမှာဘာလုပ်နေလဲဆိုတာကျွန်တော်လိုလူလေးဘာမဟုတ်တဲ့လူတော်မှအတရုတ်ကြားပြန့်ခေါင်းဆောင်တွေဘယ်ဟုရွှေ့သွားပြီရန်ကုန်မြို့ဘယ်ကွန်ဒိုအခန်းထဲမှာဘယ်လောက်ကိုရောက်နေပြီမင်္ဂလာတို့ဘယ်နေရာကိုဘယ်ဝင်းထဲမှာထားရတယ် ဘယ်ထဲကျုပ်ဆက်ယုံကြီးရဲ့ဘီနာတရုတ်ဆောက်အုံတွေမှာအကြမ်းဖက်ခေါင်းဆောင်တွေရောက်လာတယ်။ချမ်းပြည်နယ်မြောက်ပိုင်းရဲ့ဘယ်မျိုးလေးကိုတော့ဘသူဘယ်တပ်ဖွဲ့ဥဆောင်မှုနဲ့ဘယ်ချမ်းဖက်ခေါင်းဆောင်တွေကိုလောဆယ်လုံခြုံခွင့်ပေးထားတယ်ဆိုတော့ပြည်သူဘက်တော်ကပြည်သူတွေရဲ့သတင်းပေးမှုကိုရရှိနေတယ်။ကျွန်တော်လိုလူလေးတော်မှသိရှိနေရမယ်ဆိုရင်ကောင်းငင်ကနေပြီးတော့မြေပြင်ကဘေ့စ်ဘောဘောလုံးရဲ့တစိုက်ကိုတော့လှမ်းဖတ်လို့ရတဲ့ဆက်တလိုက်ကြီးပိုင်ထားတဲ့လူတွေအစစ်မြင့်နဲ့ထောက်လိုင်းရန်ရန်ကြီးတွေနဲ့တကယ်ကိုကဘာကျော်ထောက်လိုင်းတပ်ဖွဲ့ကြီးရှိထားတဲ့အမေရိကန်တို့ ဒီအစိုးရအဖွဲ့ကဘာမှမသိစရာအကြောင်းမရှိဘူးအဲ့တော့စင်သေးကိုစိတ်ပြေနေဖုံးချင်နေတဲ့လက်ရှိနောက်ဆုံးလွတ်ရက်ဒီအခြေအနေကိုကြည်ချင်းအဖြစ်မင်းအွန်လိုင်းဆရာဆိုရဲ့ဂိုင်းကြားဖြန့်ဂိုင်းမူရဂိုင်းခေါင်းဆောင်အုပ်စုတစုရဲ့အခြေအနေဟာနောက်ဆုံးချိန်ကိုရောက်နေဖြစ်တယ်။အဲ့သူဟာဘယ်လောက်ကိုထွက်ပြေးမလားရုရှားကိုပြေးမလားရုရှားကပြင်းနေတစ်ခုခုမှတော်ပြီးမတင်မရှားနိုင်ခိုးလို့မလားဒီနီလန်းကိုရွေးမလားတဟိတ်ခုံယုံက တဆင့်ချမှတ်တဲ့ကျိုးမိတ်ကိုသို့မဟုတ်ထောင်မိတ်ကိုခံယူပြီး ထောင်ထဲမှာနေသွားပြီးနေမလားသို့မဟုတ်အီတလီကမူဆိုလီနီလိုမျိုးဇောက်ထိုးကျိုးဆဲချပြီးပြည်သူတယောက်ချင်းစီရဲ့ပြစ်ပင်းမှုခံလားသို့မဟုတ်သူ့ရဲ့ဖက်စစ်တပ်တွင်ကပဲဟစ်တလာနောက်ဆုံးချိန်ဖြစ်သွားတဲ့အချိန်မှာဖျက်သန်းသလိုသူ့ကိုယ်သူပဲဆူဆိုက်လုပ်လားဒီ channel ၄ခုကလွဲလို့ option ၄ခုကလွဲလို့ main online အတွက်ရွေးစရာမရှိတော့တဲ့အချိန်အဲကျွန်တော်တို့ဒေါ်လာကြီးတက်ဖက်ကအခုဆိုရင် ကြီးညာထားခဲ့တဲ့အတိုင်းဘိုးကာလမှာအင်အားတွေစုလက်လက်တွေစုအားလုံးမဟာပြူဟာတွေစုပြီးတပ်ပေါင်းစုကြီးပေါ်ထွက်မယ်လို့ခေါင်းဆောင်ကြီးတချို့ကပြောလာတဲ့အနေထားတချို့နေရာတွေမှာဆိုရင်ပြည်နယ်ချင်းခြားနေတော့လည်းပဲစီးရီးယားပေါင်းဆက်ပြီးတော့ကြီးမားတဲ့အဓိကကျတော့ heartland တွေကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေနိုင်တဲ့အနေထားရှိတဲ့အချိန်မှာဒါပေမဲ့တချို့နေရာတွေမှာတော့ရဲဘော်တချို့စိတ်သက်သေကြာဆင်းလာရှိတယ်ကြာဆုံးမှုများပြားလား လူလူထောက်ပံ့မှုတွေလူလူကြက်ကြဲလာလို့ရောကြလာတဲ့အနေထားတွေပေါ်မှာအားမရတာခေါင်းဆောင်လုပ်တဲ့လူတွေပေါ်မှာသူတို့လင်းနေတာလို့မျောလင်းခဲ့တဲ့အချက်လက်တွေမျောလင်းလို့ဖြစ်လာတဲ့ကြောင့်အားမရတာစသဖြင့်တချို့တချို့သော PDF နဲ့တချို့တချို့သောတိုင်းတက်ခွက်တွေကရဲဘော်တချို့စိတ်သက်ကြဆင်းကြတာတွေရှိပါတယ်တချို့သူ့ကိုယ်သူဆူဆိုက်လုပ်ကြတာတွေရှိပါတယ်ဒါကလည်းခက်ခဲကြမ်းရှာလို့တဲ့အခြေအနေမှာကြုံတိုက်ကြုံရတတ်တဲ့သဘောသဘောအမှုလို့ကျွန်တော်အနေနဲ့ကြုံလုံးထပ်ပြီးတော့ဒီနေရာမှာပြောလိုက်ရင်ဒီနေ့ကျော်တန်ဖိုးအနည်းငယ်အနည်းငယ်နဲ့သွားတဲ့အချိန်မှာဒီကလေးဟာ climate ဆက်ရှိအမြင့်ဆုံးဖြစ်သလို အောင်ပွဲကိုရဖို့လက်ကမ်းအနီးကပ်ဆုံးအချိန်လေးဖြစ်တယ်အဲ့တော့မာရသွန်ပြေးပွဲတစ်ခုနဲ့ကျွန်တော်တို့ပမာဏနှားရမယ်ဆိုရင်ပန်းတိုင်အလံကိုလှမ်းမြင်နေရတဲ့အချိန်ဟာကိုယ့်ချီကိုယ့်လက်ကိုတော့မတည်ကျင်လောက်အောင်ပင်ပန်းမှုပြင်းထန်ဆုံးအချိန်ဖြစ်ပါတယ်အဲ့တော့စိတ်နဲ့ကြာဆင်းနေတဲ့ရေဘော်လေးစိတ်နဲ့ကြာဆင်းကျင်တဲ့ရေဘော်လေးကိုကျွန်တော်တို့ဟောမှာအလံမြင်ရပြီဟောဒီမှာကြိုနေတဲ့လက်ခုပ်တွေလည်းဖြောင်ဖြောင်ကြားနေရပြီဘလို့မောနေပါစီကျွန်တော်တို့ပန်းတိုင်ရောက်အောင်ဆက်သွားမှရမယ်ဆိုရင်ယုံကြည်ခြင်းနဲ့ခွန်အားပြန်လည်မှုမိပေးကြပါ တော့ခေါင်းလည်းမွေးမြူမယ်တင်းတင်းကဘီဖာနဲ့တပေါင်းစုတွေတိဆောက်မယ်မဟာမိတ်တွေလည်းကျွန်တော်တို့ချိဆက်ကြပါအခုဆိုရင်ပမာပြရင်ယူကရိန်းအကဲရေးတာ28ရင်းနေ့ဒဇုံပြေရဆိုင်ထွားပြီးသားသူ့မှာတနစ်ကိုထုတ်လုပ်နိုင်တဲ့ဒရုန်း၄တန်းရှိဒရုန်းစီးရီ၄တန်းရှိဆိုတော့သူ့ရဲ့တိုက်ခိုက်နိုင်တဲ့နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ပစ္စည်းတွေဟာရုရှားကရဆိုင်သွားလို့ရုရှားကိုမတိုက်ခိုက်နိုင်လေဒီဖြစ်စဉ်ဒီစနစ်ဒီချီလီလီပေါ်ပေါက်အောင်ဆေးစော်ခဲ့တဲ့အရင်မဲလက်တံကြီးတွေတက်တဲ့ကို မင်းအောင်လှိုင်အုပ်စုနဲ့နောက်ွယ်ကလက်မဲကြီးတွေတိုက်ခတ်ဖို့အတွက်ယူကရိန်းလိုနိုင်ငံတွေကနေကျွန်တော်တို့စီးအီးရမာမီဖွဲ့ပြီးလက်နက်နည်းပညာကူညီရအောင်တိုင်ဝမ်အခုဆိုရင်တရုတ်ကိုအာပေါ်ပေါ်တင်တင်အာခံဆန့်ကျင်ပြီးတော့ဂျပန်ဆူရှီစားပြလာတဲ့တိုင်ဝမ်သမ္မတရှိကိုလည်းမာမီဖွဲ့ပြီးကျွန်တော်တို့ဆက်လက်နည်းပညာနဲ့မာမီဖွဲ့ကိုကြိုးစားတင့်တယ်လို့လက်ရှိကမ္ဘာမိတ်ဆက်ဝင်ရွှေဆောင်နိုင်ငံတွင်းနေတဲ့စနစ်ကိုစစ်အာဏာရှင်ဘက်ကအဓမ္မလုံနေတဲ့အခြေမှာအဲ့ဒီအဓမ္မ construction lawyer မဖြစ်မနေအသေးခံခန်းရမယ်ကံကြမ္မာကိုကြုံတွေ့နေရတယ်မြန်အောင်လိုင်းရဲ့ထိချုပ်နိုင်ငံရှိသောနေရာဒေသကလူငယ်တွေလွတ်မြောက်ဒေသဖြစ်လာတဲ့လက်လက်ဆက်ဆက်ဖြစ်သွားတဲ့နေရာဒေသလူငယ်တွေအနေနဲ့လူငယ်ဆိုတာ fresh ဖြစ်ပါတယ်အတွေးအမြင်ကျေပြန့်နည်းနည်းအောင်ရည်မှန်းချက်ကြီးကြီးနဲ့ရှင်သန်နိုင်တဲ့အုံနောက်ပိုင်းရှင်တွေဖြစ်ပါတယ်ဒီလူငယ်တွေကဖက်စစ်တက်ကမဖြစ်မနေစိတ်ဆော်ပြီးတော့ဖန်စီပြီးစစ်ထဲသွင်းခံရမယ့်အခြေအနေကိုလယ်ဆင်းခံပြီးတော့ငုံခံမလား ။အေးဒါပေမဲ့ကျွန်တော်တို့တော်လန်ရေးဖက်တွေက default construction ကိုကျွန်တော်တို့သုံးမှာမဟုတ်ဘူး။ဒီမိုကရေစီနဲ့လူ့ခွင့်ရေးအတွက်ကျွန်တော်တို့ကကာဝယ်ဆော့ဆော့လေးထားတန်ဖိုးထားတဲ့လူတွေဖြစ်တယ်။ကျွန်တော်သုံးမှာမဟုတ်ဘူး။ကျွန်တော်တို့မသုံးလို့ကျွန်တော်တို့ဖက်မှာထိခိုက်ထိခိုက်ဒဏ်ရာရတာကြာဆုံးမှုလို့များလို့ကျွန်တော်တို့တော်လန်အင်အားစုတွေမှာလူအင်အားနှဲသွားခဲ့တဲ့အချိန်မှာစစ်ကောင်စီဘက်ကအရင်ကမှဆူဆောင်းတဲ့လူသစ်တွေနဲ့လူတိုင်းလုံးနဲ့တိုက်လာလို့ကျွန်တော်တို့တော်လန်ရေးဖက်ကအင်အားကြောင့် လက်နက်ကလည်းရုရှားနဲ့တရုတ်ကထောက်ပံ့တယ်လူကလည်းအရင်ကမှစူးစိလာတဲ့လူငယ်စိတ်ဆန္ဒမပါတော့လည်းပဲအဒီခမ်းမှကြောက်လို့တက်လာတဲ့ဆိုလူငယ်တွေကြောက်ကျွန်တော်တို့သာစုတ်ရမယ်ဆိုရင်တော်လိုင်းကပူချီကြသွားနေတာဖြစ်တယ်ဒါကြောင့်လူငယ်တွေအနေနဲ့စစ်ကောင်စီဘက်ကအရင်ကမှစူးစိတာကိုညင်ညင်သာသာနဲ့လေဆင်းခံပြီးတားတယုံပို့ခွာရပို့ခံရတော့မယ်နွားလို့မြေကြီးကြောက်လောင်းနဲ့တန်းလန်းလိုက်သွားမှလားဒါမှမဟုတ်ငါတို့အနာဂတ်ကိုတိဆောက်ဖို့အတွက်ရုန်းကန်ကြိုးစားနေတယ်တော်လိုင်းဘက်သားမှဘက်သားများဘက်က post construction ဆိုပြီးတော့ထုတ်ပြန်မှာဟားတော့လည်းပဲငါတို့အတိတ်ချိန်တိုင်းငါတို့ construction လုပ်ပြီးတော့တော်လိုင်းကြီးမှာအခုနောက်ဆုံးချိန်တိုက်ပွဲရောင်းကြီးကိုမြင်နေရတဲ့တိုက်ပွဲမာရသွန်ပန်းတိုင်ကိုရောက်တော့မယ်အချိန်ဒီကမ္ဘာကြီးကလည်းနောက်ဆုံးအမေရိကန်အပါဝင်လာပြီးတော့မြန်မာပြည်အပါဝင်တရုတ်ကတရုတ်ကွန်မြူနီနဲ့ရဲ့ဒီကမ္ဘာလုံးကိုထိချုပ်ထားတဲ့စီမံလို့ဖြုတ်ခွင်းတော့မယ်အကြီးမားဆုံးအချိန်ဒီမှာငါတို့လူငယ်တို့တည်းလုံးကတော်ရင်ကဒါ တချီတဲနဲ့ယုံးမယ်တတန်တဲနဲ့ထွက်မယ်